အားလုံးမင်္ဂလာပါမင်္ဂလာပေါင်းလေပြည့်စုံကြပါစေအဲ့တော့ line လေးကလည်းမကောင်းချင်ဘူးဒါကြောင့်ဆရာမလိုရင်းလေးကိုပဲပြောတော့မယ်เนาะအခုဆရာမပြောမယ့်အရာဒီအဝေးမှာရောက်နေတဲ့မိမိရဲ့ဆွေမျိုးညီကောင်မောင်နှမမိတ်ဆွေမိဘတန်ငယ်ချင်းအဆရှိတဲ့မိမိကိုယ်တိုင်ကယင်ထဲမှာ เนาะစိတ်ကိုចောင်းចနေရတဲ့သူမျိုးတွေအတွက်အဝေးကနေလှမ်းပြီးတော့เนาะအန်ရကင်းစေဖို့တိုးတက်စေဖို့အောင်မြင်စေဖို့အတွက်မေတ္တာပို့လွှတ်တဲ့အစီအရင်တစ်ခုဖြစ်ပါတယ်เนาะအဲ့ဒီအစီအရင်လေးကိုတော့ဟိုတုန်းကဆရာမပြောခဲ့ဘူးပါလေเนาะပြောခဲ့ဘူးပါလေเนาะဒီပကံများလေးနဲ့ခြေခေါင်းလောင်းလေးကိုမြင်ရင်တော့ အဲဆရာမရဲ့ဟိုအရင်အရင်ကတည်းကမိတ်ဆွေတွေကသိပြီးသားဖြစ်ပါလိမ့်မယ်။ဂုံတော်ကိုတစ်ချက်စီလှုပ်ဖို့လိုအပ်ပါတယ်။နော်။ဒါမဲ့ဆရာမအခုရှိတာလေးနဲ့နမူနာပြတာပါ။နော်။ဖြစ်နိုင်ရင်တော့ဒီဖြစ်နိုင်ရင်တော့ဒီလိုအပွင့်အခက်မပါတဲ့အဖြူရောင်ပကံကို သုံးပေးသွားဖို့ဖြစ်ပါတယ်။နော်။အဲ့တော့ပြုတ်လောက်ရမယ်ပုံစံကနော်။တယောက်ချင်းစီဟာ เนาะ3ယောက်လောက်ရှိတယ်ကိုမြတ်တောင်လွှတ်ရမှာ3ယောက်ရှိတယ်နေရမတူဘူးနိုင်ငံမတူဘူးဒါမှမဟုတ်မြို့မတူဘူးလိပ်စာမတူဘူးဆိုရင်ဒဘကန်စီလောက်ပါဒါတော့ကြီးစရာလည်းမလိုဘူးเนาะစာဆန့်တဲ့အရွယ်ဖြစ်ပြီးရောပန်းနေအခက်တွေမပါတဲ့အဖြူရောင်ကျွေးပကံဆိုရင်ရပါပြီအဲ့တော့အဲ့ဒီမှာကြေးခေါင်းလောင်းကတော့တလုံးနဲ့နဲ့ရပါတယ်เนาะကြေးခေါင်းလောင်းတလုံးနဲ့နဲ့ရပါတယ်ပြုတ်လို့ရမယ့်ပုံစံက ဘလို့လောက်ရမလဲဆိုတော့အဲ့ဒီနာမည်ကြီးအကုန်ရေးပြီးပြီဆိုလို့ရှိရင်မိမိပြုတ်လုံမဲ့သူရဲ့เนาะဒီပကံစာရေးထားတဲ့အပေါ်ကိုเนาะဒီခြေခေါင်းကောင်းလေးတင်တင်ပြီးလို့ရှိရင်ဖះเจ้าတော်ရှေ့မှာမိမိကိုယ်တိုင်ကဖះရှခိုးငါးပါးတီလာခံမိမိကိုယ်တိုင်မိမိစင်ကြယ်အောင်အရင်လောက်ပါမိမိစင်ကြယ်သွားပြီဆိုတဲ့အခါမှာเนาะဖះရှင်ထံမှာခွင့်ပန်ပြီး ဤပုဂ္ဂိုလ်ရှင်အားပူဇော်ကြကုန်သောမြတ်စွာဘုရားရှင်အားကြီးညိုလေးမြတ်ကြကုန်သောအကျွန်ုပ်နှင့်ဆက်ဆက်သမျှအဆောင်အရှောင်နတ်ဂျမအပေါင်းတို့သည်လည်းအကျွန်ုပ်မြတ်တော်ပို့လွှတ်သောသူထံသို့ကိုညီ၍ကိုညီ၍မြတ်တာများပို့လွှတ်ပေးတော်မူကြပါလို့ဆိုပြီးတော့နတ်မြတ်နတ်ကောင်းတွေထံမှာအခုညီတောင်းခံမှာဖြစ်ပါတယ် အဲ့တော့ရပြည်တော်သည်ဂုံတော်၉ပါးနှင့်အီကျေးခေါင်းလုံးအစီရင်ကိုဆောင်ရွက်ပါမည်ဂုံတော်၉ပါးကိုပူဇော်နေသည့်ချိန်ကာလတွင်ဖျားရှင်ဤ၉ပါးသောဂုံတော်တို့အားအာယုံညွတ်တွား၍ပူဇော်ပါမည်ဖျား ဆိုပြီးတော့အရန်စဘဂဝါဆုံး၉ပါးသောဂုံတော်တို့ကို ကိုချိန်တိတိလက်အုပ်ချီမိုးပြီးဖျားเจ้าတော်ရှေ့မှာပူဇော်လို့ဖျားရှင်ကိုရှိခိုးပါမှာဖြစ်ပါတယ် အဲ့ဒီလိုကိုးပါသောဂုဏ်တော်တွေကိုပူဇော်နေတဲ့အချိန်မှာမိမိဘေးမိမိပတ်ဝန်းကျင်မှာဖျားရှင်ရဲ့ဂုဏ်တော်ကိုနာကြားကြကုန်တော့အတူတကွပူဇော်ကြကုန်တော့တမာရီဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့ကြွရောက်လာကြမှာဖြစ်ပါတယ်။ခဲကျေးခေါင်းလောင်းကိုဂိုင်းပြီးရင်ရောင်စုံခဲတဲ့နဲ့အယုတ်ချဲတလိုမျိုးဘဝတုတပ်ပမင်္ဂလာရခန်းတုတပ်ပဒေဝတ္တ ုဒ္ဓအနုပါဝေနသရာတုခိဘောတုတေတေလို့ပြောတော့သူ့ကိုရည်ညွှန်းတာတေဆိုတဲ့နေရာမှာအဲ့ဒီမိမိစာရေးထားတဲ့သူကိုရည်ညွှန်းတာနော်နောက်တစ်ခါထပ်ဆိုမယ်ဘောဝတုတ္တပမင်္ဂလံရက္ခန္တုတ္တပဒေဝတာတ္တပဓမ္မာနုပါဝေနသရာတုခိဘောတုတေဘောဝတုတ္တပမင်္ဂလံလက္ခန္တုတ္တပဒေဝတာ တံကာရုပါဝေနသရာတုခိဘုံတုတေဟောအဲ့ဒီလိုမျိုးဘောရုတပ္ပမင်္ဂလာဂါထာ၃ပိုက်ကို၉ချိန်တိတိပူဇော်ပြီးပူဇော်နေတဲ့အချိန်မှာဒီကျေးခေါင်းလောင်းလေးနဲ့လှုပ်ပြီးနာမည်ပေါ်ကိုတွားတဲ့နေရာမှာအယုတ်လေးပေါ်မှာရောင်စုံချဲသလိုဆောင်ရွက်သွားရမှာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီလိုပြုလုပ်ရမှာဖြစ်တယ်အဲ့တော့ ရင်တော့မိမိမှာအဲ့ဒီပုံကိုရဲ့ဓာတ်ပုံရှိနေမယ်ဆိုရင်တပိုင်းပုံမဲဖြစ်ဖြစ်တကိုယ်လုံးပုံမဲဖြစ်ဖြစ်အဲ့ဒီဓာတ်ပုံကိုဒီစာရေးထားတဲ့အပေါ်မှာတင်ပြီးအဲ့ဒီကြေးခေါင်းလောက်နဲ့ဘဝတုတ္တပမင်္ဂလံဂါထာရောစီကိုစီစဉ်ဆောင်ရွက်မယ်ဆိုရင်ပို့ပြီးတော့ကောင်းမှာပါလေဒါပေမဲ့ဓာတ်ပုံမရှိရင်လည်းပဲအကြောင်းမဟုတ်ပါဘူး ဓာတ်ပုံမရှိလဲပဲဒီနာမည်ပေါ်မှာဒါတင်ထားပါအဲ့တော့ပူဇော်နေတဲ့အချိန်ဘဝတုတ္တပမင်္ဂလံဂါထာကိုပူဇော်နေတဲ့အချိန်မှာသူ့ရဲ့မျက်နှာကိုမြင်မယ်နော်နောက်တစ်ခါသူ့ကိုအနည်းကင်းစေလို့တော့မြေတားဓာတ်နဲ့ကောင်းဖို့တိုးတက်လို့တော့မြေတားဓာတ်တို့ကိုအယုံဆိုင်ပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါဆက်ပါဆို လက်ကခောက်အာယုံကတခြားကိုရောက်နေတယ်နော်ထိရောက်မှုမရှိနော်စိတ်တည်အဓိကဖြစ်ပါတယ်ဒီအစီရင်ကိုဆောင်ရွက်တဲ့နေရာမှာဖះရှင်ရဲ့ကိုးပါသောဂုံတော်ကိုမပြတ်မကွက်အာယုံညှုတ်ပြီးအသိအချာကိုးကောက်ပူဇော်ပါပြီးရင်နော်ဘယ်လက်ဝါးနဲ့ပကံပြားကိုကိုင်းညာလက်မှာခြေခေါင်းလောင်းကိုကိုင်းပြီးတော့ဘဝတုတ္တပမင်္ဂလံဂါထာတော်ကြီး၃ဘိုက်ကို၉ချိန်ပူဇ ပူဇော်နေတဲ့အချိန်မှာလည်းပဲနော်သူ့ကိုနော်မိမိဆောင်ရွက်နေတဲ့ပုံကိုအနေကင်းစေလို့တော့မြစ်တာတတ်အောင်မြင်တိုးတက်လို့တော့မြစ်တာတတ်တို့စိတ်ဝင်ပြန့်နှံ့အောင်ရှင်ထဲမှာဆူဆူရှာရှာအာယုံစိုက်ပြီးတော့ဆောင်ရွက်သွားရမှာဖြစ်ပါလေနော်အဲ့ဒီလိုဆောင်ရွက်ပြီးရင်တော့ဒီပကံများကိုဖះเจ้าတော်နဲ့အနည်းဆုံးတင့်မြတ်တဲ့နေရာမှာထားပါ ဖះเจ้าတော်ရဲ့အောက်မှာဗီဒီယိုရှိလို့ဗီဒီယိုထဲမှာထားရင်လည်းရပါတယ်အဲ့တော့ခုနကဓာတ်ပုံတင်တဲ့လူတွေကလည်းအဲ့ဒီလိုစဉ်စဉ်ဆောင်ရွက်ပြီးရင်ဓာတ်ပုံလေးကိုအပေါ်မှာဒီတိုင်းပဲထားပေးပါအောက်စာဆောင်ရွက်ထားတယ်ဆိုရင်၃ယောက်စာဆောင်ရွက်ထားတယ်ဆိုရင်၃ယောက်စာပကံပြားတွေကိုထပ်ကြီးစင်ငယ်လိုက်ပေါ့နော်ဒီမှာရှိနေတဲ့ပုဂ္ဂိုလ်ဘသူကြီးလဲအဲဘသူကိုဦးစားပေးရမလဲပေါ့နော်ဟိုဂါရဝပေါ့ အသက်ကြီးငယ်လိုက်စီစဉ်ပြီးတော့အပေါ်ဆုံးမှာအသက်ချိန်ကစပြီးမေတ္တာတိတ်တိဝင်သွားတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်ပြစ္ဆလက်ခတ်နေရာမှာတင်လာထားတာနော်အဲ့ဒါမျိုးတွေမဖြစ်အောင်တော့ဓာတိထားသွားဖို့ပြောချင်ပါတယ်။နော်ဆရာမဒီနေ့ line လေးရလဲတိတ် line လေးရလဲတိတ်မကောင်းတော့ပြတ်တောင်းပြတ်တောင်းဖြစ်နေတာလဲတောင်းမှန်ပါတယ်။နော်ဆရာမကျမ်းမာရေး ကိုတော်လေးဂယူဆိုင်နေရပါတယ်အဲ့တော့မိတ်ဆွေတို့နဲ့မတွေ့ရတာလဲကြာပြီ အရန်ကိုပြောပြချင်တယ်နော်နောက်ပြောပြစရာတွေဆ iam မမှာအများကြီးရှိပါတယ်ဆ iam မအားတွေမွေးပြီးတော့နော်နောက်ထပ်ပြန်လာခဲ့ပါဦးမယ်လို့နော်အဲ့လိုလေးပြောချင်ပါတယ်